ကျွန်တော်တို့မြန်မာလူမျိုးစုဒီမှာအခိုင်အမာမီးပြောနေမှာတစ်ဖက်ကန်တက်ပို့ပြီးတော့တော်ကြပါတယ်။ဒါကြောင့်မလို့ကျွန်တော်လူမျိုးစုမှာစကားပုံဆိုတဲ့အရာရှိတာပေါ့။ကျွန်တော်တို့တချို့တော့စကားပုံတွေဟာနားလည်ရလွယ်ပြီးမှတချို့တော့စကားပုံတွေဟာနားလည်ရအခက်တာမျိုးရှိတယ်။ဘယ်လိုပဲပြောပါကျွန်တော်တို့စကားပုံတစ်ခုပြောလိုက်ပြီးဆိုရင်ကိုယ့်ကိုပို့ပြီးတော့ပြီးတယ်တတ်တယ်လို့မြင်ရပါတယ်။အမလို့ဒီနေ့မှာတော့ကျွန်တော်တို့ group သူကနေပြီးတော့စကားပြောနေတာပဲဖြစ်ဖြစ်စာရေးနေတာပဲဖြစ်ဖြစ်

ပို့ပြီးတော့မြင်သာထင်သာရှိစေရန်စကားနဲ့ပဲဖြစ်ဖြစ်စာနဲ့ပဲဖြစ်ဖြစ်ခိုင်းနိုင်ပြီးတော့ပြောတာကိုဇကပုံလို့ခေါ်ပါတယ်အချို့သောဇကပုံတွေဟာနားလည်ရလွယ်တယ်လို့အချို့သောဇကပုံတွေဟာဘာပြောများတောင်မသိရမျိုးရှိနိုင်ပါတယ်ဇကပုံတစ်ခုဟာခိုင်းနိုင်ရန်အသုံးပြုထားတာဖြစ်ပါတယ်ဇကပုံတွေများစွာရှိတဲ့အနေကျွန်တော်တို့မြန်မာတွေဟာကျွန်တော်တို့နေ့စဉ်အကျွမ်းတဝင်ရှိတဲ့ပစ္စည်းနဲ့ဒိဋ္ဌိဆန်တွေနဲ့ခိုင်းနိုင်ပြီးတော့ပြောလိပြောတာရှိပါတယ်။ သက်ကပုံးတွေဟာမိမိတွေ့ကြုံခဲ့ရတဲ့အကြောင်းအရာအကျိုးဆက်တွေနဲ့ပေါင်းစည်းပြီးရလာတာကြောင့်မလို့အတွေ့အကြုံပေါ်မူတည်ပါတယ်။ဘယ်ချိန်ကစပြီးတော့ပေါ်ပေါက်ခဲ့တယ်ဆိုလဲဆိုရုံမရှိပါဘူး။တွေ့ကြုံခဲ့တဲ့အခြေအနေနဲ့လက်ရှိအခြေအနေကရင်ယူသုံးရင်းကနေပြီးတော့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သက်ကပုံးဆိုတာပဲချိန်ကနေစတင်ပြီးတော့ဖြစ်ပေါ်လာတယ်ဆိုတာအထောက်အခံမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့သက်ကပုံးတွေဟာ ညာရေးစနစ်မဖွဲ့မီအချိန်ကတည်းကလူအတိုင်းဝိုင်းမှာပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ် ဇာကပုံများကျမတို့ပြောခဲ့တယ်လို့တချို့သောဇာကပုံတွေဟာနားလျားခက်ပြီးတော့တိတ်ပြီးတော့သုံးမျိုးသိနေတဲ့အထက်မှာပါတဲ့ဇာကပုံတွေရဲ့ရှိလောက်ကရှိနေပါတယ်။ဒါကြောင့်မလို့ကျမတို့ကနေပြီးဒီခေအချိန်နေနဲ့ kait မဲ့အတောင်းလဲဝင်မဲ့အတောင်းလဲတိတ်မများသေးပဲ။ကိုပြောလိုက်တာနဲ့ကိုကိုအထင်ကြီးသွားအောင်လုပ်ဝင်နိုင်တဲ့ဇာကပုံပေါင်း၁၀ခုကိုကျမတို့ကနေပြီးတင်ပြလိုက်ရပါရဲ့ရှင်။ စကပုံတွင်ရှင်းလင်းလျှောက်တာပြလဲဆဲတာစကပုံခုံရင်းကတော့တကိုင်းတစ်ခုပေါ်မှာရှင်းကလမ်းလျှောက်နေအဲ့ဒီတကိုင်းအောက်မှာပြအောင်တော်အောင်ကိုပြတွေဟာပြုလုပ်နေတဲ့ အနောက်တိပဲကတော့တိကိုင်းတိကိုင်းပေါ်မှာရှင်ကလမ်းလျှောက်နေရင်တောင်မှအဲ့ဒီတိကိုင်းရဲ့အောက်ပြောက်အောင်စောက်နေတယ်လို့မျက်မျက်တတာနဲ့နီးနီးမျက်မျက်နဲ့အလုံးလုံးနေတဲ့အခါမျိုးမှာတော့ပါရဲ့အကယ်ကိုကြည့်တဲ့သူတယောက်ဒါမှမဟုတ်လောဖော့ကိုင်းပဲတူနဲ့အတွင်းကြစွာအလုံးလုံးနေရဆိုရင်ကျမတို့အသုံးပြုလို့ရပါတယ်ဥပမာမမောင်နဲ့အောင်အလုံးလုံးတာကတော့ရှင်လေးလျှောက်တာပြလေးဆွေးတာဆိုလို့ပဲလို့ပြောလို့ရပါတယ်အဲ့ဒီ စကပုံးနဲ့အနက်အတိတ်ပဲတူညီတော့တူညီရာကတော့မွေမတီတုံမကျိုးဆိုတဲ့စကပုံးလေးဖြစ်ပါတယ်စကပုံးဆိုရင်းကတော့မွေတကောင်ကို တုံနဲ့ကျိုးအောင်မရရင်မွေကိုအသေးအောင်မလုံနဲ့ဆိုတဲ့ပုံမျိုးပါရှင့်ဘုံနဲ့ကောက်ရုပ်ပုံဖောက်တဲ့ခွေးကောက်ရုပ်ပုံဖောက်တဲ့ခွေးဆိုရဲစကပုံမကြောက်ဘူးနော်မှာခံမှန်းလို့ရမယ်လို့ထင်ပါတယ် ခွေးဟာကောက်ယူစားရဲ့ဟိုကဟုတ်လားမဟုတ်လားကိုမိတ်ဆိုတို့ကစဉ်းစားကြည့်ပါခွေးနဲ့ကောက်ယူဟာဘာလို့ဖြစ်အောင်ဖြစ်ပါဘူးဒါကြောင့်လုံးကောက်ယူပုံဖောက်နေတဲ့ခွေးဟာမိနဲ့မတက်ဆိုင်တဲ့အရာကိုအုတ်ဖက်ဖောက်လုံးနေရလို့ပြောချင်တာမဖြစ်ပါဘူးဘယ်လိုပဲပြောပါဒီခေတ်ကြီးမှဆိုရင်တော့ကောက်ယူပုံဖောက်တဲ့ခွေးဟာပုံပြီးတော့ပေါ်လာပါလိမ့်ဥမအနေနဲ့ဆိုရင်မမောင်ဟာ तू မသိတဲ့စာကြောင်တစ်ခုကို तू တိလို့လောက်ထားတယ်ဒါကိုလာမင်းဟာမပြောပါပါဘူးဘယ်လိုပြပြရမလဲဆိုပြီးတော့ပြန်ပြောတယ်ဒါဆိုရင်ဒီစကားပေါင်းထုတ်တုံလို့အချိန်ရပါပြီကြည့်စမ်းမမောင်ဆိုတဲ့ကောင်စာကြောင်မင်းကောက်ယူပုံဖောက်တဲ့ခွေးလုံးလား ျွန်တော်တို့တယောက်နဲ့တယောက်သူနဲ့လုံးလုံးမသက်ဆိုင်တဲ့အရာတစ်ခုကိုမောင်းပိုက်ဖီးပြီးတော့ကျွန်တော်တို့ပြန်မပေးပဲအိမ်ဖောက်ခွေးလုံနေတာတွေ့ရင်ကောင်းကြီးပေါ်ဖောက်တဲ့ခွေးလို့ဒါနနာပြောလိုက်ပါတော့ခေါလုံးနဲ့ခွေးလူမလေးကျွန်တော်တို့စကားပြောနေမှာစကားကိုမှန်မှန်ကန်ကန်နဲ့ထိမိပြောလို့ရပါတယ်။ဘဝ၆ပြောလိုက်ပြ၆ပြောလိုက်နဲ့ပြောနေဒီတော့ ပြောလို့ပဲအရာမရဘူးနဲ့ကျွန်တော်မလိုအပ်တဲ့အကြောင်းအရာကိုပြောပါနိုင်မှာကျွန်တော်ဒီလိုမျိုးကဒီကာဗွန်လေးရဲ့ဆိုလိုရင်းဆိုတော့ပဲကျွန်တော်တို့ခွေးရခဏခဏဟောင်းတာပြီးတော့ဒီလိုဟောင်းနေတာဟာအတိတ်ပဲမဲ့ပြီးတော့အကြောင်းအရာမရှိဖြစ်နေတော့ဒီကိဥမာနဲ့အရှင်ပြောရမယ်ဆိုလို့ချင်းအရှင်မင်းမရှိပဲမေးတာမရှိပဲဟိုချောက်ပဲဒီချောက်ပဲနဲ့ဒီခိုးဝေးဒီဝေးလုံးနေတာအဲ့လိုမျိုးနဲ့တွေ့ပြီဆိုလို့ချင်းဒီကံကတော့ဟောင်းလုံးနဲ့ခွေးလူမလေးခိုးလူဖြစ်တော့မယ်လို့ခိုင်နေပြီးတော့တောင်းလို့ရပါတယ်။ဒါကြောင့်လို့ကိုတီးရဲ့လူတွေထဲမှာတွေးလို့ချင်ရင်လည်းဟောင်းလုံးနဲ့ခွေးလူမလေးတို့ကထည့်ပြောလိုက်ပါ။ ျွန်တော်တို့ဘဝတွေထဲမှာဒါမှမဟုတ်ဒီကဘာကြီးထဲမှာဘယ်သူမှလေးစားတာမဟုတ်တဲ့သူမျိုးရှိကောင်း ရှိပါလိမ့်မယ်။အခါတခါလဲကျွန်တော်တို့ကိုစိတ်ဒုက္ခပေးဖို့ကြံနေပြီးတော့အခြေအမြင်မရှိဘဲနဲ့ဒီတိုင်းလိုက်ပြီးတော့အပြစ်လုပ်ပြီးတော့ဘယ်သူအတွက်မှအကျိုးမရှိတဲ့လူမျိုးရှိကောင်းရှိနိုင်ပါတယ်။ ဘာမျိုးလူကိုတွေ့ပြီးဆိုရင်တော့တင်းဒီစကပုံကိုထုတ်တုံးအဖို့အချိန်ရောက်လာပြီတို့မှတ်လိုက်တော့ဆိုလိုရင်းကတော့သူကလည်းသူ့ကိုမလေးစားသလိုခွေးတောင်မှသူ့ကိုမကြောက်ဘူးမခံဘူးဆိုတာမျိုးကိုပြောတာပါဥပမာအနေနဲ့ဆို ကျွန်တော်တို့ရက်ွက်แท้မှာမောင်မောင်ဆိုတဲ့လူကဒါမျိုးလူချင်းဖက်ချင်းနေတယ်လို့ထားလိုက်ပါကြည်မောင်မောင်ဆိုလို့များကတော့လူမလေးခွေးမခန့်ဟဲ့ဒါမျိုးပြောလို့ရပါတယ် ဇာတနာမနာချန်တာကြတွေ့ဟာဘယ်လိုပဲဖြစ်ဖြစ်နွားထပ်ပို့ပြီးတော့ခွန်အားရတာလွန်တဲ့တတဝါဖြစ်ပါတယ်ဒါကြောင့်မလို့ဇာတနာမနာချန်တာဆိုတဲ့စကားပေါ်ဟာမိမိသက်အရာရာကာယရောညာနာရောပို့ပြီးတော့ခွန်အားကြီးတဲ့သူတနာမမိမိတို့ချမ်းသာတီဖြစ်ကြောင်းကိုပြောလို့ဒီအခါအတော်ပြုလို့ရပါတယ်ဥပမာအနေနဲ့တရားရောက်ကအကြောင်းတွင်ဖြစ်ဖြစ်အလောယုံတွင်ဖြစ်ဖြစ်အမတစ်ခုခုလုံးမီရာ ထိုကြောင့်ထိုယုံမှာတောင်းဝင်ရှိသူမှအဲ့ဒီအမားကို ခွင့်လွှတ်ပေးတဲ့အခါဇာတနာမှာနှချမ်းတာပူပြီးတော့အသုံးပြုလို့ရပါတယ်အိတ်ပေါက်နဲ့ဖောက်ောက်နော်လောတခုလောက်တဲ့အခါမှာယူရချက်လိုရပါတယ်ဒီယူရချက်မရှိတဲ့အခါလောက်တဲ့အလုပ်တွေမအောင်မီနာမဖြစ်နိုင်ပါဘူးဒီစကပုံရဲ့ဖလိုကြီးကတော့ဖောက်ောက်တဲ့အခါမှာဖောက်အိတ်တဲထဲပို့အိတ်ကောင်းကောင်းလိုရပါတယ်ဒါအောင်မသိပဲနဲ့ ဖားကိုအိပ်ပေါင်းနဲ့ကောက်နေရင်ဖိုလိုရဖြစ်ပါတယ်။အနောက်တစ်ဖက်တွေကတော့ရေချမ်းရှိပန်းနိုင်ဖြစ်ပဲနဲ့လော့တ်ကိုလုံးနေတဲ့အခါမှာဆိုရင်အိပ်ပေါင်းနဲ့ဖားကောက်နေရလို့သုံးပြုလို့ရပါတယ်။ရှင်ပြန်တစ်ခါတည်းပက်ကြီးတလီချက်ကျမကြီးထားတာမင်းလေးများဆိုပြီးရောရမယ်ဆိုရင်အများနဲ့လက်ပြပါတယ်။ဒါမျိုးလက်ပြနေတာဟာတော်တော်လေးကိုကြားတဲ့အခါမျိုးရှိပါတယ်။ ဒီလိုပဲကျမတို့ရှေ့ခေတ်ပြည်တွေတိုင်းပြည်ပြည်ကိုကြားလည်မှုမယ်ဆိုရင်အချင်းကြမ်းမဲ့စွာပြင်ဆင်ပါတယ်အရေးဆိုတာဟာအလွန်ကြမ်းမြင့်အောင်ချဲရတဲ့ဟင်းတစ်ခုဖြစ်ပါတယ်ဒီလိုကြမ်းမြင့်အောင်ချဲရတဲ့ဟင်းကိုယ်တော်တလီစာလောက်ချက်လို့ရတယ်လို့ပြောပါတယ်ဒါကြောင့်မလို့ကိုတိတဲ့လူတယောက်ကအလှပြင်တာဖြစ်ဖြစ်အပြင်စင်တွေကြားနေရင်ရှင်ပြင်းတစ်ခါထပ်ပေးရတဲ့လေချက်လို့ပြောလို့ရပါတယ် ထက်ယူတစ်ခုတာကျန်တော့ကျွန်တော်တို့မိတ်ဆွေတငယ်ချင်းနဲ့မှရန်ကလင်ကလေးကြားတတ်တဲ့တငယ်ချင်းမိတ်ဆွေမျိုးရှိပါသလားအော်ဒါမှမဟုတ်ဘုံတယောက်ကအမြဲတမ်းကလင်ကလေးကြားပြီးမယုံမသားဟန်ရှိတယ်ဆိုပါတော့ဒီလိုအချိန်မျိုးမှာတူးထက်ယူတစ်ခုတာကျန်တော့မီဆိုတဲ့စကားပုံကိုအသုံးချလို့ရပါတယ်စကားပုံရဲ့ဆိုလိုရင်းကတော့တကိုးတောင်မှတူထက်ယူရဲလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်မဟုတ်ဒီဖုန်တယောက်ကဒါမျိုးကလင်ကြကြနေပြီဆိုရင် ်မင်းထက်ရတခိုးတာကြံတော့ဒီလို့ပြောလို့ရပါတယ်ကျင်းနေခါချိုးချိုးကျွန်တော်ဘောကျွန်တော်ပြုခဲ့ဘူးရဲ့ဂျေဘူးလေးကိုပြန်ခဲ့တဲ့လူမျိုးရှိဘူးလားဒါဖော်နာဒီကပုံတော့မဟုတ်အချိန်ရောက်လာပြီဒီကပုံရဲ့ဖိုးလိုရင်းကအပင်တစ်ပင်ရဲ့အရေးအောက်မှာလည်းနားလေလေးတယ်အကွက်တွေကိုလည်းလိုက်ပြီးရှုံးနေသေးတယ်ဖိုးလည်းဒီအချိန်မျိုးကနေပြီးတော့ဖိနေလာဖြစ်ပါတယ်ဥမာအနေနဲ့ကျွန်တော်တို့ပြုခဲ့ဘူးရဲ့ဂျေဘူးလေးကိုကန်ပြီးတော့လာပြီးကြံတွေးနေတယ်ဆိုရင် မင်းကတော့အရေးအောက်လေးနေသေးတယ်ခက်ရှိုးရဲ့ကောင်းမဲလို့ငနာပြောလိုက်လို့ပြရပါပြီတော့ငါတိုင်းလာကျွန်တော်တို့တကယ်ချင်းမဖြစ်ရဲမှာဖင်နမ်ရှိရဲ့တူပြောင်းလို့နိုင်ပြီးတော့ဒီကုန်းလူကြွားမရှိဘူးလားဒါမို့နိုင်ရလောက်ဖင်ရှိရလူလည်းနိုင်ခံရမရှိဘူးလားဒါဆိုတဲ့လူတွေကဘောတော့မလို့ရပါဘူးလရအင်္ဂလိပ်ထဲမှာရုပ်ဖူးဖူးငှက်လို့ပြောရင်တော့မြင်ပြချူချူထင်ပါဘူး ငါတိုင်းဟာလာလို့လာပြင်ရပါဒါကြောင့်လို့မိကိုတမျိုးလာပြီးပြောလိုက်ရင်တော့ငါလာလို့ငါတိုင်းကြရလို့ပြောလို့ရခေါင်းနဲ့အခုလို့ဗီဒီယိုဖုန်းလေးလိုက်ပဲကြည့်ပေးရရောက်ခင်ဗျာဘူးပဲကြည့်ပေးပါခင်ဗျာခေါင်းနဲ့ရလေးကိုပတ်ဆိုင်နေကြပါစေကျွန်တော်လည်းဘူးတူပဲကိုခါဆူတောင်းပေးရပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်